မာကြောင့်ပြောမယ်အဲ့ပုတ္တူကြောင့်လည်းပြောအောင်မယ်အခုပဟိဒလုံးနေတဲ့ပုပဟိဒလုံးနေတဲ့ပုတ္တူကိုအဲ့ဒီကလေးနှစ်ယောက်ဖေရတရားဆွဲမယ်ဆိုရင်အင်တာဗျူးတွေတက်လာတယ်နော်အဲ့ဒီကလေးနှစ်ယောက်ရဲ့အဖေရဲ့ရုပ်ကိုအဲ့ဒီအခု line ပေါ်မှာတည်ရတော့ဘယ်သူလဲလို့မမင်းနဲ့အခုပုတ္တူမောင်တိပုတ္တူကိုတရားဆွဲမယ်ဆိုပုတ္တူဆိုတာဟိုဘောမှာပုတ္တူကိုပုတ္တူမောင်ကိုပြောတာမဟုတ်ဘူးဟိုပဟိဒလုံးနေတဲ့ဟိုပုတ္တူဆိုတဲ့ကလေးလေးနော်မြန်မာနိုင်ငံသားတွေဆိုကုန်သိတယ် အဲ့ဒီကလေးလေးကိုအခုကလေးနှစ်ယောက်ဖေးရတရားစွဲမှာဆိုအင်တာဗျူးတွေတက်လာဆရာမရှိပို့တယ်လူတွေအများကြီးပဲအဲ့တော့အဲ့ကလေးနှစ်ယောက်ဖေးရရုပ်လက္ခဏာကိုပြောလိုက်မယ်ကလေးငယ်ချင်းတခိုးလက်ကြောတိအောင်လောက်ကင်မစားခြင်းမနဲ့ခိုးဖွဲ့စားနေရလူလိမ်စားနေရလူပြီးတော့ဖဲသမားတိလားနော်အဲ့ဒီလိုလူမျိုးကိုကူညီလို့ရှင်လဲနောက်နောက်လဲဒီလိုပဲလှုပ်ရှားနေအောင်ပါပဲ။ နော်အဲ့တော့ကလေးနှစ်ယောက်ရှိတာဖြစ်တဲ့အတွက်ဒီကလေးတွေကိုတော့ဘာမှမပြောချင်ဘူးမွေးစားမဲ့လူရှိတယ်ဆိုအဲ့ဒီကလေးကိုမွေးစားပြီးတော့အဲ့ဒီပုတုကိုတရားစွဲမယ်လို့ပြောရတဲ့အကောင်ကိုစစ်မှုထမ်းနဲ့ထဲလိုက်စစ်မှုထမ်းနဲ့ထဲလိုက် တိုင်းပြည်တွက်လည်းအကျိုးမရှိဘူးသူ့မိသားစုအတွက်တောင်မှယောက်ျားတစ်ယောက်ဖြစ်နေပြီးတော့ဒေါင်တင်းတင်းလောက်ကင်မကျွေးနိုင်မနဲ့ခြေကောင်းလက်ကောင်းဖြစ်ပါလေနဲ့လောက်ကင်မကျွေးနိုင်မနဲ့လူတကာကိုလိုက်အကူညီတောင်းပြီးတော့ဟိုလူရှိရလိန်စားဒီလူရှိရလိန်စားလူတိုင်းပေါ်လိုက်အကူညီတောင်းပြီးတော့ကိုယ့်ကိုကူညီတဲ့လူကိုတရားစွဲမယ်လို့ပြန်ချင်းချောက်တာဒီလိုလူမျိုးကြတော့စစ်မှုထမ်းခေါ်လိုက်အဲစစ်မှုထမ်းပြည်သူတွေကိုဖမ်းမနေနဲ့နင်တို့မြန်မာနိုင်ငံမှာအဲ့ဒီလိုကောင်မျိုးတွေလူမျိုးเนาะ တိုင်းပြည်တွက်လည်းဘာမှအသုံးမပြကိုရဲ့မိသားစုတို့လည်းဘာမှစောက်သုံးမကြတဲ့ဂျလေးပြီးသထောင်းစားတွေရှိတယ်။အဲ့လိုလူမျိုးတို့စစ်မှုထမ်းနဲ့ထဲလိုက်တယ်။ပြီးရင်ရှည်တန်းပို့လိုက်။အဗီဒီယကလေးတွေတုတ်တယ်လိမ့်မယ်နင်တို့။နော်။အဲ့ဒီလိုလူမျိုးတွေစစ်မှုထမ်းနဲ့ထဲလိုက်။ဟုတ်လား။အဲ့ဒါလူအဲ့လိုလူမျိုးတွေကြတော့မဖမ်းဘူး။အဲ့ဒီတက်ခိုးဂျဘိုးဟုတ်လား။အဲ့ဒီအဲ့ဒီလိုတက်ခိုးဂျဘိုးကလင်ငကြစ်တွေကြတယ်နင်တို့ကမဖမ်းဘူးလှုပ်ထားတာ။အဲ့စစ်မှုထမ်းဖမ်းတဲ့သထောင်းစားတို့တဲပြောတာ။ ဟိုပြီးမေးမေးရင်ဝင်ထဲမှာနေတဲ့ကလေးတွေဟိုအလုတ်အလုတ်လုံးနေတဲ့လူတွေလမ်းသွားလို့ရှင်ဆွဲခွာနဲ့ပေါ်တာဆွဲရတာနဲ့အဲ့ဒီလိုသရောင်းစားဂျလီဘီတွေမြန်မာနိုင်ငံမှာအများကြီးဖန်ဆန်းမှာမိသားစုတို့လည်းမိသားစုတို့လည်းမိသားစုတို့လည်းလူတကာကိုလိုက်ပြီးတော့ဒီကလေးတွေဖမ်းပြပြီးလိန်ညာစားနေတဲ့အကောင်ကဘာဖြစ်လို့ပုတူကိုတရားစွဲမဲ့ချိန်ချောက်တော့ဘာဆောက်စင်တော့အဲ့ဒီလိုအကောင်မျိုးစစ်မှုထမ်းခိုင်းလိုက် အဲ့ဒါမျိုးသမီးချင်းကိုကြွေးမဆောက်လို့လာမမင်းနဲ့မေးတဲ့လူပါဆဲရဲမှာဖြစ်တယ်နော်အဲ့လိုအဲ့လိုဟာကြီးကြတော့စမှုန်တန်းနဲ့ထည့်လိုက်ဘာကလေးကိုရောင်းစားမှာကိုမွေးထားတဲ့ကလေးကိုနော် ဟုတ်တယ်ဟိုတနေ့ကဆန္နာမင်းဆိုဆန္နာမင်းနဲ့သတင်းသတင်းပြောတဲ့ဟာဆ iam ကြော်ဆိုးဦးကြော်ဆိုးဦးလို့ပြောနေတာကြော်မျိုးမင်းနဲ့เนาะဆ iam အဲ့ဒီသတောင်းစားဆ iam အဲ့ဒါတော့နားလည်ပြီဆ iam ဘောမာရရဲ့နာမည်တွေတော့ဆ iam အတိကျမသိဘူးမှတ်မထားဘူးဆ iam ဘာဖို့လို့မှတ်မထားလဲဆိုဒီသတောင်းစားတော့မှတ်เสียဘာအကြောင်းမှမရှိဘူးအဲ့တော့ကြော်မျိုးမင်းနဲ့ကြော်ဆိုးဦးနဲ့လွဲနေအဲ့ဒါတော့နားလည်ပြီเนาะဆ iam မှတ်မထားဘူးလေမှတ်မထားဘူးဆိုတာဆ iam ရှင်းရှင်းပြောတာအမိုက်တွေကိုဆ iam အုံနောက်ထဲမထည့်ဘူးဆ iam အမိုက်တွေအုံနောက်ထဲမထည့်ဘူးเนาะ ြောချင်လို့သူတို့ပြောချင်လို့တော့မှအဲ့သူတို့နာမည်လေးတွေမှတ်မိဖို့မနေမှတ်တာမှတ်မထားဘူးဘာလို့ဆိုအုံတော့သူတို့ကအမိုက်ဒီလေနော်အမိုက်တို့အုံတော့ထဲမထည့်ဘူးအဲ့ဒီပုဒုကိုတရားဆွဲမှဆိုတော့ကလေးဖေအဲ့ဒီမှာနင်စစ်မှုထမ်းခံရပါသည်ငါလည်းပြောမှအဲ့မှာစစ်မှုထမ်းဖမ်းနေတဲ့အကောင်လေးအဲ့လိုအဲ့လိုအဲ့ဒီလိုအကောင်ကိုခေါ်ပြီးစစ်မှုထမ်းနဲ့ထည့်လိုက်ပဟိုက်တာလောက်တယ်ဆိုတာခိုင်နှင်းဝင်မပါဘူးเนาะမြန်မာနိုင်ငံမှာပဟိုက်တာလောက်တဲ့ထက်မှငါအထင်ကြီးတဲ့မှာခိုင်နှင်းဝင်မပါဘူးခိုင်နှင်းဝင်ဆိုတာကလင်ငချင်းမှာ နော်ပဟိတလုံနေတဲ့လူတွေအကုန်လုံးတိတိမတိတိအကုန်လေးစားတယ်မြန်မာနိုင်ငံမှာဒီလောက်နိုင်ငံမှာမငိမ့်ညံ့မအေးချမ်းနေတာဒီလိုပဟိတလုံတဲ့လူတွေရှိနေလို့နော်တချို့ပြည်သူကတော့ပြည်သူပြန်လှူလို့ရတာနောက်ပုတုဆိုတဲ့ကလေးလေးကသူ့မှာကိုပိုင်ကားမရှိဘူးတခုခုဖြစ်တော့မယ်ဆိုရင် तू က तू ကလိုင်းကားနဲ့သွားရတာ နော်ပြီးတော့သူ့ကိုချိုးတွက်မပါဘူး तू ကလုံနေတာအဲ့ဒါဒီကလေးလေးကိုတရားစွဲမဲ့ဆိုတော့စဉ်းစားကြည့်လေကို့ကိုလှူဘူးတယ်ကို့ကိုကူညီဘူးတယ်ကျေးဇူးရှင်တယောက်ကိုတရားစွဲမဲ့ဆိုတော့အဲ့ဒီကလေးနှစ်ယောက်ဖေကဘာကောင်းတော့အဲ့ပြောအဲ့ကပုတ္တဝတရားမစွဲနဲ့ငါ့ကိုတရားစွဲမဲ့လာပြောလို့ပြောပါးရီကြီးကလှိမ့်ချပြင်မဲ့ဂျပန်ရိုင်းလေးရိုက်ပြင်မဲ့ဂျပန်ရိုင်းလေးရိုက်ပြင်မဲ့ တရားဥစားတွေမြန်မာနိုင်ငံမှာအဲ့ဒီလိုအောက်တန်းစနောက်ကြလို့ရှိရင်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံမှာစံစီစားအပြိပလူတဲ့လူတွေမြန်မာပြည်ကိုပြိပမှာလူမယ်ဆိုလို့ရှိရင်စံစီစားတဲ့အဲ့ဒီကိုနှုံးဆိုတဲ့ဟာတွေအဲ့ဒီအဖော်တို့ကိုနှုံးတို့ပါထည့်ပြီးလူပေးရမယ်လူပေးရမလို့ဖြစ်နေပြီနော်ဘာဖြစ်လို့လဲဆိုတော့အားရရားတိုင်းကလေးတွေမွေးပြီးလို့ရှိရင်ဟိုနေရာပို့ဒီနေရာပို့ကိုသားသမီးကိုကိုမချင်ရင်မမွေးနဲ့လေ ကိုချစ်လို့ကိုလိုချင်လို့မွေးထားဆိုကိုတာဝန်ယူရမှာကိုကကြိုးကန်နေတယ်ဆိုရင်ထားတော့လက်အကောင်းချီကောင်းကြီးဖြစ်နေတယ်လောက်ကင်တွေးပေါ့နော်အိုက်တာနန်တို့အိုက်မဲ့လောက်ကင်မတွေးနိုင်မမွေးနဲ့ကလေးတွေကိုလည်းဒုက္ခမပေးနဲ့လူလောကတဲ့ခေါ်ပြီးတော့နော်နောက်ကြရင်ပါးဟိရသမားတွေကနောက်ကြရင်နန်တို့ကိုကိုနှုံးနေလူတော့မှာနော်မြန်မာပြည်မှာအဲ့ဒီလိုအောက်တန်းစားတွေကတီးတန့်ဟုတ်ရှိတယ်နော် ငါလည်းမပြောချူနေရတကပါတာမဟုတ်မြန်မာနိုင်ငံမှာအဲ့ဒီလိုဖြစ်နေဗယုတ်ဒုက္ခအခုတော်လန်ကြီးကပြောမပြောရင်လည်းဟိုကဘာမှာစစ်ဖြစ်နေတဲ့ကိစ္စသူတို့ကိစ္စလေးရတယ်ကိုနဲ့ဘာဆိုင်တော့ဘယ်နိုင်ငံမှာစစ်ဖြစ်ဖြစ်ဖြစ်မြန်မာနိုင်ငံနဲ့မဆိုင်ဘူးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုပဲစိတ်ဝင်စားကိုယ်နိုင်ငံမငြိမ်းချမ်းမနဲ့ဘယ်နိုင်ငံမှာစိတ်ဝင်စားနဲ့သူများနိုင်ငံကဥပဒေရှိတယ်ဒီမိုကရေစီရှိတယ် သူတို့နိုင်ငံမှာစစ်ဖြစ်တယ်ဆိုလဲခဏပဲတို့မြန်မာနိုင်ငံမှာသရောင်းသားကြီးအုပ်ချုပ်နေတာဥပဒေလည်းမရှိဘူးဒီမိုကရေစီလည်းမရှိဘူးတုံ့ကျင်တယ်လို့တုံ့မောက်ကျင်တယ်လို့မောက်ပြီးအုပ်ချုပ်နေတာမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံငိမ့်ငမ်းပြီးအေးချမ်းပြီးဆိုမှသူများနိုင်ငံအကြောင်းကိုစိတ်ဝင်စားဘလို့ဟာလေးလည်းမသိတာတလွဲစပင်က တင်လိုက်တာလိုင်းပေါ်မှာအပေါ်ဆွဲလဲသူသူများနိုင်ငံမှာဆစ်ဖြစ်နေတာအောက်ဆွဲလဲဟိုသူများနိုင်ငံမှာဆစ်ဖြစ်နေကိုနိုင်ငံမှာဆစ်ဖြစ်နေရကြမတင်ရဘူးဖမ်းခံရမှာဆိုလို့တင်စားမှာအဲ့ဒီလိုမျိုးကိုနိုင်ငံကြောင်းကိုစိတ်ဝင်စားသမားကိုနိုင်ငံကြောင်းကြောင်းကိုစိတ်ဝင်စားအောင်သူအဲဆီယမ်မဟုတ်လားပြောဆီယမ်မသူများနိုင်ငံမှာဘယ်ဟာနဲ့ဘယ်ဟာနဲ့စစ်ဖြစ်လို့ဘယ်သူနိုင်မအောင်တော့အဲ့ဒါအကုန်ဘလော့ ။အလာပို့တဲ့လူတွေဆဲတယ်ဆဲလဲဆဲတယ်ပြီးဘလော့ပါဘလော့ပြီးလိုက်တယ်။ငါရှိမှလာမပို့နဲ့ဟောမပေးဘူး။အာရနဲ့နင်တို့အာရနဲ့ငါမအောင်။အာနဲ့ဆောဆောကိုယ်နိုင်ငံမှာဆစ်ဖြစ်နေရတော့မှကိုယ်နိုင်ငံမှာမငိမ့်ရတဲ့ဟာကိုသူများနိုင်ငံကိုငါဟော့ပေးနေအောင်မလား။နင်တို့မလို့အာခနာရှာမကြူအာရနဲ့ဟာလေ။အဲ့ဒါအကုန်ဆဲပြီးဘလော့။တချို့ကအဲ့ဒါပြောသေးတယ်။အဲ့ဒါတချို့ကဒီမှာလိုက်မှလာမေးဆီယမဘလော့လိုက်။အဲသူ့ကိုသွားမေးတာအဲ့ဆီယမဘာဆီယမလဲ။သူ့ကိုသွားမေးတာကျွန်တော်ကိုဘလော့လိုက်တယ်။ မသိလို့ကျွန်တော်ကသွားမိတာကျွန်တော်ကိုဘလို့လိုက်တယ်အဲ့ဆီယာမဘာဆီယာမလဲတဲ့ဟင်နင်တို့လဲမျိုးနေမဲ့ဆီယာမလေနင်တို့လာမေးတဲ့ဟာကိုကြည်ုံလေဘာမသိလို့မေးစရာရှိတော့ဟမ်သတောင်းစားတွေမှတ်တာညကြခင်ဘလို့တာခံရတယ်ဆိုလို့ရှိရင်အဲ့ဒီလိုပေါက်ပေါက်ပန်း40လာပြောတဲ့လူတွေအဲ့ဒီဘောမသားသမီးတွေအမဟုတ်ကဟုတ်ကတွေလာပြီးတော့တည်းရှယ်လာတဲ့လူတွေအဲ့ဒါတွေအကုန်ဘလို့တယ်အဲ့ညကြခင်ကလူတိုင်းဝင်မဘလို့ဘူးညကြခင်ဘလို့တာခံရတယ်ဆိုအဲ့ဒါပဲ เนาะမြတ်ကြခင်ကလူတိုင်းကိုမဆဲဘူးလူတိုင်းကိုမကြိမ်ဘူးမြတ်ကြခင်ဆဲတာခံရတယ်ဆိုအဲ့ဒီဘောမတွေเนาะဟိုမရောက်ဒီမရောက်ဒီအဲ့ဒါမျိုးတွေပဲနော်မှတ်ထားအဲ့ဒါမြန်မာနိုင်ငံသားတို့မဟုတ်တာလုပ်တဲ့လူတွေအဲ့ဒါတွေပဲလူကောင်းတို့ဘယ်သူမှလိုက်မဆဲနေဘူးမြတ်ကြခင်ကဘယ်သူမှလိုက်မကြိမ်နေဘူးနော်အဲ့ဒါမှတ်ထားကိုယ်မြန်မာနိုင်ငံမှာစစ်ဖြစ်နေတာသူများနိုင်ငံမှာစစ်ဖြစ်တာဥပဒေရှိတယ်ဒီမိုကရေစီရှိတယ်အုံနောက်ရှိတယ်ကြက်ပြေကြတယ် ကိုနိုင်ငံမှာသတောင်းစားမင်းအောင်လားအုံနောက်လည်းမရှိဘူးကြက်မပြေဘူးအုံနောက်ထဲမှာတပြားပဲရှိတာသူညင်တယ်လို့သူຫມောက်ချင်တယ်လို့ຫມောက်ပြီးဖြစ်နေတာနော်တေးတာအများကြီးမြန်မာနိုင်ငံမှာ၄နှစ်ကျော်၅နှစ်ဖြစ်နေပြီအဲ့ဒါကိုဘယ်သူမှစိတ်ဝင်စားဘူးလိုင်းမမအပေါ်ဆွဲလဲသူများနိုင်ငံเจ้าအောက်ဆွဲလဲသူများနိုင်ငံเจ้าမျက်လုံးလို့နောက်လို့ငါရှိအဲ့ဒါသူတို့ပါသူတို့တင်တာမဟုတ်ဆီယမတ်ရှိမှာလာမေးသေးတာ Facebook CB မှာ Facebook CB မှာလာမေးသေးတာ ဆရာမဟောပြပါဘသူနိုင်မှာတော့ဘသူနိုင်မှာအောင်လာလုံးနေအဲ့ဒါဟောမပေးတော့ဘလောလိုက်တော့ဆရာမမကောင်းကြောင်ပြောဆရာမဖြစ်ပြီးစောက်ပေါက်ဆိုးတယ်ဆရာမဖြစ်ပြီးရဆဲတယ်ဆရာမဖြစ်ပါဆရာမလည်းဒါလေးမိတာကိုဘလောတယ်တဲ့ဘလောရမယ်နင်တို့မြဲမြောက်ဘလောရမယ်နောက်ကြိုင်ငါဘလောတဲ့လူတို့ဆက်ဆက်ရိုက်ထားနောက်ထပ်အကောက်တစ်ဖွင့်တာနင်တို့အရင်ဆုံးဘလောမှာနောက်ထပ်ငါအာယုံမနောက်အောင်လို့ ခဲပြောကြတာလည်းပြောမောလည်းမောပြီးရေလည်းတောက်ပြီးခဏနာလာเนาะပြောတနေ့တနေ့ပြောရတာအားရအောင်ပေါက်တယ်

်လာပြန်ပြီရေတရာကိစ္စပြောပြန်ပြီနော်မသိသေးလို့ရှင်အောက်ထဲမှာလိလာကြိုက်မှလာမီနော်ဟဲထထမွာကြာပြီပဲနေုံရှာပြီမယ်ရှာပြီမယ်နော်မဟုတ်ရသေးဘူးဆိုရင်ရမယ်တချို့ကလည်း hobby တွေ hobby သား ခေါ်ပြီးသားကိုဆီယမရှိကိုဆီယမမှတ်မထားဘူးမှတ်လို့လာလာမေးတယ်။သူတို့မဟုတ်ရသေးဘူးဆိုမရဘူး။အဲ့ဒီလိုလာမေးလို့ရှင်မှန်ကန်လို့ရှင်ရမှာ။မှန်မှန်ကန်မှုဆိုရင်ချိန်မှချိန်ပြီးဆဲပါဆဲမှာ။ဘာဖြစ်လို့လဲဆိုဆီယမဟိုဘေးရင်ဟောလို့ရှင်အကောက်တံမက်တွေမှတ်တယ်။မွေးနေ့တွေမှတ်တယ်။ဟောပြီးသားဆိုတေချာဆင်းရင်လောက်ထားတဲ့လူတယောက်ဖြစ်တယ်။သူတို့ကလူများတော့ကြတော့အဲဆီယမမမတ်မိလောက်ဘူးထင်ပြီ။တချို့ကလည်းဟောပြီးသားကိုမဟောရသေးဘူးဆိုလာလာမေးလာလာပြီးပြောတယ်။အဲ့လိုမျိုးတွေတီးတန့်ရှိတယ်။ကလင်ငယ်ချစ်တယ်လေ။နော်။ အဲ့ဒါမျိုးကြတော့အကျိန်ခံမှာဘာလို့ဆိုမြတ်ကြခင်ကအလုတ်လုတ်တာဟိုဗယံပရာမလုတ်ဘူးဟိုဘေးရင်ဟောပြီဆိုလို့ရှိရင်ကိုရှင်မှာဆိုင်ရင်ပေးတော့ ngoài အကောင့်နံပါတ်မှတ်ထားတယ်အကောင့်နံပါတ်မှတ်တယ်မွေးနေ့မှတ်ထားတယ်နော်အဲအဲ့လိုမျိုးမှန်ကန်တယ်ဆိုရင်ရမယ်တခါကြီးကြရင်ကိုကကြံခဲ့တာမျိုးလည်းရှိတယ်လीနော်ဒီအကောင့်နံပါတ်ဆိုဆရာမရှာပေးရမယ် ကျမရှိကိုမွေးနေ့မွေးနေ့ပို့လာပေးရှင်เนาะကျမစစ်ပေးမယ်ဟောပြီးသားဆိုလို့ရှင် မရဘူးမဟောရသေးဘူးဆိုလို့ရှင်ကျမဟောပေးမယ်ရှင်เนาะမွေးနေ့ပို့လာပေးရှင်ကျမရှာပေးမယ်เนาะစက်ခွန်နေနေကတဲ့ဒီမရှာလိုက်မယ် တခါလေကြတော့ကိုကကြံခဲ့တာအဲ့ဒါမမအောင်လို့အဲ့ဒါတေချာလောက်ရတယ်တချို့ကကြတော့လိန်ပြီးလာတာဟောပြီးသားဟာတမင်လူများတယ်မမမိလောက်ဘူးဆိုပြီးလာတာအဲ့လိုမျိုးကတိတ်တန့်ရှိတယ် ာရေးပြီးပို့လာခဲ့เนาะကျမရှိမှစရင်ရှိပြီးသားဖြစ်တယ်မမှန်မှန်ကျမတိုက်ကြည့်မှမလို့เนาะအရင်ပို့ထားတဲ့အတိုင်းစာရေးပြီးပို့လာခဲ့မွေးနေ့ကိုเนาะတခါလေးကလမ်းရမကောင်းကြမိစိတ်ပို့ကိုကပို့ပြန်ပို့တော်တော်နဲ့မရဘူးသူရှိအကောက်ထဲမှာလေးလာလိုက်ရှင်နော် မေးလို့ရတယ်ရှင်လက်ရှိဘယ်နိုင်ငံမေးမှာလဲမရဘူးမရဘူးရှင်เนาะဆလစ်ကအဲ့လိုပို့ရမှာမဟုတ်ဘူးရှင်เนาะဆလစ်ပုံစံရှားပြီးပို့လာခဲ့ရှင်เนาะအဲ့ဒါမဟုတ်ဘူးเนาะဆလစ်မပို့ဘဲနဲ့ကျွန်မတိုက်ပေးလို့မရအောင်เนาะဆလစ်မပို့ဘဲတိုက်ပေးလို့မရအောင်เนาะကျွန်မဟိုမမပွဲစားအကောက်လို့ပြောထားတယ်ရှင်เนาะပွဲစားနဲ့စရင်တိုက်ပြီးမှပို့ပြရတာဆလစ်ပို့ရှင်เนาะရှင်ဟာဆလစ်မဟုတ်ဘူး ဘလို့ကလင်ငင်းနေမှန်းကိုမသိတာဟုတ်ပြီအဲ့ဒါဆိုရင်မှန်နေရှင်เนาะခဏဆောင်ရမယ်เนาะဘောပင်တစ်ချက်ပေးပါဇာတာမေးခြင်းတဲ့လူက Facebook စီပြီးမှာသွားဆီယာမလိုက်လွှင့်လို့ရှင်လို့ရှင်ဆီယာမပြောခြင်းတာပြောဖို့လွှင့်တာအရေးကြီးဆုံးကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တာပြောတယ်နိုင်ငံရေးနဲ့ပတ်သက်တာပြောတယ်ဆဲစရာရှိတဲ့လူကိုဆဲတယ်เนาะအဲ့တော့ခြုံပြောမယ်ဆိုဆီယာမပြောခြင်းတာပြောဖို့လိုက်ကလွှင့်တာ နော်ဒီ లైట్ မှာ లైట్ ချိန်ပြီးတော့ဘေးတင်မဟုတ်နော်တချို့ကသူတို့ లైట్ ကိုကြည့်မဲ့လူမရှိလို့သူတို့ဘေးတင်ဟောစားကြလို့နော်လူကြည့်များအောင်လို့ရှောက်ပြောတယ်ပြောပြီးတော့မှသူတို့ကဒီမှာ లైట్ ချိန်ပြီးတော့ဟောတာဆရာမအဲ့ဒီလိုမလုပ်ဘူးအဲ့ဆရာမတော်လိုင်းရေးပြောတာတော်လိုင်းရေးပြောတာပဲစီးပွားရေးကစီးပွားရေးပဲဆရာမရှိမှဘေးတင်မေးခြင်း Facebook CV တခုမှပဲဟောတယ်နော်ဒီ లైట్ မှာလည်းမဟုတ်တခါတည်းတီးတီးတန်တန်လှုပ်ထားတယ်အဲ့ဒီလိုတီးတီးတန်တန်လှုပ်တာတော့မှနော်ဟိုပြောတဲ့လူက အပြစ်မရှိအပြစ်ရှာပြီးပြောတဲ့လူကတိတန့်ကိုရှိတယ်နော်နော်အတိတန်ကိုရှိတယ်နောက်တစ်ခုဘေးရင်မေးလို့ရှင်တော်မဆရာမကြိုက်မမေးမကြိုက်မမေးနဲ့အစီပြေမလာမေးအစီမပြေလာမမေးနဲ့ဘသူမှအလကားမဟုတ်ဉံပူစောကားနဲ့ပဲဟောတယ်ဆိုတာဒါလိုက်တိုင်းမှလည်းအမြဲတမ်းပြောတယ်အဲ့ဒါတော့မှဘေးရင်နိုင်ငံရေးပြလှုပ်ရှားနေရတဲ့လာပြောတဲ့လူကခွေးခွေးကြတဲ့လူကတိတန်ကိုကြသေးတာအဲ့ဒီလိုတိုက်ခိုက်တာလဲအောက်တန်းစားတွေပဲဂယုကိုမဆိုင်ဘူးဘာလို့ဆိုကိုလှုပ်တာကိုသိတယ်လေ နော်အဲတခါတည်းပုံမှန်လင်းလင်းပြောတာနော်နိုင်ငံရေးကြောင်းပြောပြီးတော့မှလူကြည့်များတော့မှဒီမဲ့ light ချိန်ပြီးတော့ဘေးတွေဟောမစားဘူးနော်ဘေးတွေမေးခြင်းစီပြီးမှလာမေးကြိုက်မှလာမေးမကြိုက်မမေးနဲ့အလကားမဟုတ်ဘူးအဲ့ဒီလိုအဲ့ဒီလိုပြက်ပြက်တသားပြောတာတော့မှတချို့တချို့ပြောစရာမရှိကြံဖမ်းပြီးဝေဖန်တဲ့လူဟာရှိသေးတယ်နော်ရှင်းလား ဒါပုံမှန်လေးလေးပြောပြတာဆရာမစပေါ့ဆိုတာမဟုတ်ဒါအမှန်တိုင်းပဲအများတန်းပြောတယ်ဒီစကားပဲ CB မှာလည်းဒီလိုပဲပြောတယ် light မှာလည်းဒီလိုပဲပြောတယ်နော် light မှာကြတော့ဒီလိုစပေါ့ဆိုပြီး CB မှာကြအတန်ချိုးပြီးတော့ညောင်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 မပြောဘူးနော်အဲ့ဒါဆရာမ CB မှာလာလည်းဒီဒီအတန်နဲ့ဒီလေတန်ပဲ light မှာလည်းဒီလေတန်ပဲအပြင်မှာလည်းဒီလေတန်ပဲနော်ညကြခေအခုတမျိုးတော့ကြတမျိုးလည်းမရအောင်နော်မျက်နာကိုသေးချကြည့်အောင်နော်ဟိုဘယ်လိုပြောမလဲ ဟိုအေးပေါ့နော်မြမပြီးငိမ့်ညမ်းသွားပြီးမင်းအွန်လိုင်းသတင်းစာမရှိတော့ဘူးဆိုရင်တော့ဆီယမဇကလုံးတွေကခြုံရင်ခြုံမှာပေါ့နော်အဲဒီချိန်မှာတော့ခြုံဖို့ဟာတော့မမျော်လင့်နဲ့နော်မခြုံဘူးရှင်နော်ကျမကိုယ်တိုင်လည်းအခြုံမကြိုက်ဘူးနော်ကျမကိုခြုံခြုံခြုံညောင်း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 ပြောရင်ကျမမကြိုက်ဘူးကျမကိုစကားပြောရင်တော့တိုးတိုးပြောရင်ကျမမကြိုက်ဘူးနော် မေးပေးမယ်ရှင်နော်ပွဲစားအောင်မေးပေးမယ်ငွေဝင်ရမယ်နော် ါဆီယမနော်ကျေးဇူးတင်ပါတယ်ဆီယမယင်မှန်ပါတယ်မှန်တယ်ဆီယမပြောတာကောင်းပါလေဟုတ်တယ်ကျေးဇူးပါပဲဆီယမယင်ဆီယမဟိုတခုလောက်မေးမယ်ဆီယမအဲ့ဆီယမဟောတာစက်ပစ္စည်းအဟောင်းကဘာဖြစ်လဲအဲ့တခုကကောင်းလေးအဝင်ထွက်ရှိတာရှင်နော်ဝင်ပြီးပြန်ထွက်မယ်ရှင်နော်ပြောစရာရှင်အတန်ပို့နော်တဟဟိုင်းမလုံးနဲ့နော်လက်မတွေမထောင်နဲ့ ဒီလောက်ပြောစရာရှိရအတန်ပို့ပါဆိုဟိုက်နေလက်မတွေထောင်းနေအားနေရလားဟုတ်ကဲ့ဟုတ်ကဲ့ရပြီရှင်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်နော်